္ဂလာညချမ်းပါရှင်။2012ခုနှစ်မတ်လ6ရက်အင်္ဂါနေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါ။မင်္ဂလာညချမ်းပါခင်ဗျာ။ကျွန်တော်ဝင်းနိုင်ပါ။ကျွန်တော်တို့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိတင်ဆက်မှာဖြစ်ပါတယ်။ဒီကနေ့ထူးခြားတဲ့သတင်းတွေမှာနေပြည်တော်မှာတော်ဆန်းစုကြည်ကအလုလက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူရဲ့စီအိုရင်ခီးစုံနဲ့မှာပြောသွားတဲ့အကြောင်းနဲ့မိတ်ဆက်အောင်လားမှတ်ခင်ရေ။ဟုတ်ပါပြီရှင်။ဟုတ်ကဲ့ခင်ဗျာ။ မြန်မာနိုင်ငံမှာအလုံးလက်မဲ့ပြဿနာဖြစ်ရှင်းရေးဟာအရေးအကြီးဆုံးကိစ္စတစ်ရပ်ဖြစ်တယ်လို့နေပြည်တော်စီယုံရခီးစင်မှာဒေါအောင်ဆဲစုကြည်ကပြောကြားလိုက်ပါတယ်။အလုံးလက်မဲ့ဆိုတာဟာအလုံးမရှိတာတစ်ခုတည်းကိုပြောတာမဟုတ်ပဲရှိတဲ့အလုံးနဲ့စာဝတ်နေရေးအခက်အခဲကိုဖြစ်ရှင်းဖို့မလုံလောက်တာဟာလည်းအလုံးလက်မဲ့ပြဿနာနဲ့အတူတူပဲဖြစ်တယ်လို့ဒေါအောင်ဆဲစုကြည်ကပြောပါတယ်။တကယ်တော့ကိုကံကြမှာကိုဖန်တီ လာမှာဆိုတော့ကျမတို့ရဲ့ပြည်သူလူတွေလူတို့အားလုံးကိုနားလည်ရှိခြင်းတခြားလူအားကိုးနေလို့မဖြစ်ဘူးကိုယ့်ကိုယ်ကိုအားကိုးရဒီတော့ပြည်သူတွေရဲ့ခြင်းမယ်တို့ကဒီလောက်တောင်အားနေနေတာတို့ကဒီလောက်တောင်ဆင်းရဲနေတာတို့ကရှိစုမရဲ့မဲဆူလဲရီယာလီတောင်ပျောက်သွားတဲ့လူတွေကဘယ်လိုကိုယ့်ကိုယ်ကိုအား နေပြည်တော်မှာချင်းပမဲ့ဒေါံဆန်းစုကြည်ရဲ့လူမှုဟောပြောပွဲတွေကိုမတက်ရောက်ဖို့အစိုးရအုပ်ချုပ်ရေးဘိုင်းကချိန်ချောက်မှုတွေရှိနေတာကိုကြားသိရတဲ့အတွက်အဲ့ဒီလိုချိန်ချောက်တာတွေကိုခေါင်းငုံမခင်မဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတိုင်ကြားကြဖို့လဲဒေါံဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။ဒေါံဆန်းစုကြည်ဟာဒီကနေ့မနေ့၈နာရီလောက်မှာလွှတ်တော်ကိုလာရောက်တဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။ဩတရာတီရီမြို့နယ်တောင်ညိုအုပ်စုမင်းကုန်းကျေးရွာဟောပြောပွဲမှာဒေါအောင်ဆန်းစုကြည်က မဲဆွယ်စီယုံရေးတွေမှာမလျော်ဩဇာတုံးပြီးစီယုံမဲဆွယ်တာတွေကိုအကြောက်တရားကင်းကင်းနဲ့ရင်ဆိုင်ကြဖို့အဓိကထားပြောဆိုသွားပြီးပုပ္ပတိရိမျိုးနယ်ကဟောပြောပွဲမှာပညာရေးကိစ္စနဲ့တက်မတော်သားတွေအကြောင်းဟောပြောခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်ဒေါအောင်ဆန်းစုကြည်ဟာပဲခူးတိုင်းတောင်ငူမျိုးကိုတွားရောက်ပြီးအလုတ်လက်မဲ့ဘွဲရလူငယ်တွေရဲ့ရေးကိစ္စနဲ့ပညာရေးကိစ္စတွေကိုဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါဗျ။ပြားပြည်နယ်လွယ်ကော်မြို့မှာမနေ့ပြန်ကျင်းပမဲ့ KNPP PND မျိုးသားတွတ်တရေပါတီနဲ့ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်နဲ့အစိုးရကိုယ်စားလှယ်အဖွဲ့တွေရဲ့အပြစ်ခတ်ရစေးဆွေးနွေးပွဲကိုနိုင်ငံတကာအဖွဲ့အစည်းတွေပထမဆုံးအကြိမ်လေ့လာသူဖြစ်တယောက်ကြမယ်လို့သိရပါဗျ။ဆွေးနွေးပွဲကို like ကော်မျိုးပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန့်မှမှာမနေ့9နိုင်ခွဲကစတင်ကျင်းပမှာဖြစ်ပြီးတော့ဆွေးနွေးပွဲတက်ရောက်မဲ့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ် Mr. Hans Tanfeld ဗြိတိရှ်တန်ယုံအတွင်းဝန်မစ္စတာဂျိုးဖစ်ရှာနဲ့အမေရိကန်တန်ယုံကောင်စစ်ဝန်မစ္စတာအန်ဒရူးဝက်စတာတို့ဟာဒီကနေ့မွန်လပိုင်းကလွယ်ကော်မြို့မှာရောက်ရှိနေကြပြီဖြစ်ပါတယ်။မနက်ဖြန်ဆွေးနွေးပွဲကိုအစိုးရဘက်ကပြည်တော်စုဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်ယထာပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီးဦးအောင်မင်းစက်မှုဝန်ကြီးဦးစိုးသိန်းပါဝင်ဝန်ကြီး9ဦးနဲ့ငြိမ်းချမ်းရေးအကျိုးဆောင်တွေတက်ရောက်မှာဖြစ်ပါတယ်။ KNB ဘက်ကအတွင်းမှု1ဦးခုတဲ့စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် B2 အပါဝင်14ဦးတက်ရောက်မယ်လို့သိရပါတယ်။ တမလဦးသိန်းစင်အစိုးရတက်လာပြီးနောက်ပိုင်း KNPB နဲ့အစိုးရကြားနှစ်ကြိမ်ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ကြားဖြတ်ရွေးကောက်ပွဲအတွက်မတ်လ၁ရက်နေ့မှာထုတ်ပြန်တဲ့မဲဆန္ဒရှင်စီးရဲမှာအမှားယွင်းတွေများပြားရှိနေပြီးရွေးကောက်ပွဲဝင်ပါတီတွေအနေနဲ့ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြပြီးပြင်ဆင်မှုတွေလုပ်ဖို့ဆောင်ရွက်ရမှာအချိန်မလုံးမလောက်ဖြစ်နေတယ်လို့နိုင်ငံရေးပါတီတွေကပြောပါတယ်။မတ်လ၁ရက်နေ့ကရက်ွက်မြို့နယ်ကော်မရှင်ရုံးတွေမှာကတ်ထားတဲ့မဲဆန္ဒရှင်စီးရဲတွေဟာ 2010ရွေးကောက်ပွဲတုန်းကထုတ်ပြန်တဲ့စီရင်အတိုင်းဖြစ်နေတယ်လို့ဆိုပါတယ်။စီရင်တွေမှာကွယ်လွန်သူတွေရက်ွက်ကပြောင်းရွှေ့သွားတဲ့သူတွေပါဝင်နေတယ်လို့တချို့ပုံကိုယ်တွေဟာရက်ွက်နှစ်ခုသုံးခုမှာနာမည်စီရင်ထပ်ပြီးပါဝင်နေပါတယ်။ဒါပြင်ပါတီတွေကိုမဲဆန္ဒရှင်စီရင်တွေမိထူထုတ်ပေးရမှာအပြည့်အစုံမထုတ်ပေးပဲ၃ရက်ချား၄ရက်ချားတစ်ချိန်ရက်ွက်၃လေးခုကမဲဆန္ဒရှင်စီရင်တွေထုတ်ပေးနေတာကြောင့်ကော်မရှင်ကိုစစ်ဆေးတင်ပြဖို့အချိန်မလုံလောက်ဘူးလို့ဆိုပါရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ် NLD ပါတီရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာဦးညံဝင်းကအခုလိုပြောပါရရှင်အချင်းအရန်နေပါလေအလုံးပြည့်စုံအောင်ရဖို့တော့ခက်ပါတယ်အဲ့တော့ဗာရီဖြစ်ဖြစ်ခက်တဲ့ကြားတွေကကျိုးစားဆောင်ရွက်ဖို့ပဲကျွန်တော်တို့ကတိုက်တွန်းနေရတယ်ကျွန်တော်တို့ကမှားလို့နေတဲ့အချက်တွေအလုံးကိုဥပဒေနဲ့အညီကန့်ကွက်ဖို့ပဲကျွန်တော်တိုက်တွန်းနေရတယ်ကော်မရှင်ကိုပြင်ဆင်ချက်တွေကန့်ကွက်ချက်တွေတွင်ဖို့မက်လာ9ရက်နေ့ထိ9ရက်တာအချိန်သတ်မှတ်ပေးထားပါတယ်အလားတူ မန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်ပြည်ဦးလွေမြို့နယ်တနင်္သာရီတိုင်းနဲ့အေရဝတီတိုင်းဖြာပုံခရိုင်တွေမှာလည်းမဲဆန္ဒရှင်တွေရဲ့စီရင်လွဲမှားနေတာတွေရှိနေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်အပြုသဘောဆောင်တဲ့တိုးတက်မှုတွေရှိနေပေမဲ့မြန်မာစိုးရစီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ဤပညာတတ်ပညာဆိုင်ရာအားနည်းမှုအခက်အခဲတွေရင်ဆိုင်နေရကြောင်းစင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးမစ္စတာရှန်မူဂန်ကဒီကနေ့ပြောကြားလိုက်ပါတယ်။ဒါအပြင်စင်ကာပူအစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒဟာ အမြဲတမ်းအပြူသဘောဆောင်တဲ့ထိတွေ့ဆက်ဆံရေးကိုသာကျင့်သုံးနေတာဖြစ်တယ်လို့လည်းပြောပါရယ်စင်ကာပူအစိုးရဟာမြန်မာနိုင်ငံကစီးပွားရေးဆိုင်ရာအပြောင်းအလဲတွေအတွက်အထောက်အကူဖြစ်စေမဲ့စီမံခန့်ခွဲမှုအတတ်ပညာလူသားရင်းမြစ်နဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနည်းပညာအတတ်ပညာတွေကိုဝေမျှသွားမယ်လို့လည်းပြောပါရယ်ဒါအပြင်မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေရုပ်သိမ်းရေးကိုစဉ်းစားကြဖို့လိုအပ်နေပြီဖြစ်ကြောင်းအမေရိကန်ပါဝယ်အနောက်နိုင်ငံအစိုးရတွေကိုစင်ကာပူနိုင်ငံသားရေးဝန်ကြီးကဒီကနေ့ထပ်မံတိုက်တွန်းလိုက်ပါရယ် မြန်မာနိုင်ငံကလာမယ့်2014ခုနှစ်မှာအာဆီယံအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌတောင်းယူခြင်းအပြင်တစ်ချိန်တည်းမှာပြည်ပြင်းပြောင်းလဲမှုတွေကိုလည်းအရှုံဝင်နဲ့ရှေ့ဆက်သွားနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းစင်ကာပူနိုင်ငံသားဝန်ကြီးကပြောပါတယ်ခင်ဗျာကနေဒါနိုင်ငံသားဝန်ကြီးမစ္စတာဂျွန်ဘဲဟာမြန်မာနိုင်ငံကိုလာရောက်လက်ပတ်မယ်လို့သိရပါတယ်ဒါဟာကနေဒါနိုင်ငံသားဝန်ကြီးတဦးအနေနဲ့မြန်မာနိုင်ငံကိုပထမဆုံးလာရောက်တဲ့ခရီးလို့ဆိုပါတယ်ကနေဒါနိုင်ငံသားဝန်ကြီးဟာဒါမဲ့ဂျာတာဘရင်းနေမှာမြန်မာနိုင်ငံကိုရောက်ရှိမှာဖြစ်ပြီး နေပြည်တော်မှာသမရဦးသိန်းစိန်နဲ့တွေ့ဆုံမှာဖြစ်တယ်လို့ရန်ကုန်မှာဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ကနေဒါနိုင်ငံဟာမြန်မာနိုင်ငံမှာ1988ခုနှစ်ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုနောက်ပိုင်းကတည်းကမြန်မာနိုင်ငံပေါ်ဆစ်လက်နဲ့ပစ္စည်းရောင်းဝယ်မှုပိတ်ပင်တာအပါအဝင်စီးပွားရေးပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပြီးလက်ရှိမှာလည်းဒီပိတ်ဆို့အရေးယူမှုတွေကိုဆက်လက်ထားရှိနေဆဲဖြစ်ပါတယ်ရှင်။ ရန်ကုန်တိုင်းလှိုင်သာမြို့နယ်တိုင်ရင်ဖက်နှက်စက်ယုံလို့သမားတွေကအခြေခံစက်ယုံလို့သမားတမကကိုတနင်္ဂနွေနေ့ကဖွဲ့စည်းလိုက်ပါတယ်။အလို့သမားအခွင့်အရေးကာကွယ်ဖို့အတွက်အခုလိုဖွဲ့စည်းလိုက်တာဖြစ်ပြီးတော့မြန်မာနိုင်ငံတဝန်းစက်ယုံလို့ယုံတွေမှာအလို့သမားတမကတွေဖွဲ့စည်းနိုင်ဖို့အကူအညီပေးသွားမယ်လို့ဥဆောင်ဖွဲ့စည်းသူသူဖြစ်တဲ့မတ်စုစုနေကပြောပါတယ်ခင်ဗျာ။ အလုံးစုံစေဝနာမှာဒီအလုံသမားတွေရှင်မှာအခွင့်အရေးတွေစနစ်တကျမရှိလို့အလုံသမားအခွင့်အရေးတွေကိုကောက်ွက်ပေးနိုင်တဲ့သင်တန်းတွေမတက်ထားလို့အချင်းဆိုင်တွေကလည်းပြဿနာအရရက်ကိုကောက်ွက်ခြင်းမပြုနိုင်တာဖြစ်တဲ့ဒါကြောင့်မို့ဖြေကမ်းအလုံသမားတမတ်တာအခွင့်အရေးကိုဒီတိုင်းရင်ဆက်ယုံကနေပြီးတော့စဖွဲ့ရှိမယ်ဆက်ယုံတိုင်းဆက်ယုံတိုင်းပေါ့လို့ဖွဲ့စည်းပြီးတော့ပေါ့နော်ကိုယ့်ရဲ့ရပိုင်ခွင့်အရေးတွေစုံစုလို့ရှိရင်ပေါ့နော်ကိုယ့်ဟာကိုကောက်ွက်နိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျမတို့ဒီလိုမျိုးဖွဲ့စည်းခြင်းဖြစ်ပါလိမ့်ရှင် ီတမကတွေကနေအလုသမားအခွင့်အရေးတွေကိုစနစ်တကျသင်တန်းပေးပြီးနေနာမှုတွေကိုအဖွဲ့ကဥဆောင်တင်ပြတောင်းဆိုသွားမယ်လို့လဲဆိုပါတယ်မိုဘိုင်းဖုန်းတွေကိုကနက်ဦးတက်စင်ကကြက်နှစ်သိန်းနှုန်းနဲ့စတင်ရောက်ချပေးဖို့မြမဆိုရဆက်သွယ်ရေးစားတိုင်းနဲ့ကျင်းနှံဝင်ကြီးဌာနကဆွေးနွေးနေကြောင်းဒီကနေ့ထုတ်ဆိုရသတင်းစာတွေမှာဖော်ပြထားပါတယ်အခုရောင်းချပေးမယ့်အစီအစဉ်က GSM လက်ကင်ဖုန်းကနက်ဦးတက်စင်ကကြက်နှစ်သိန်း CDM 450ဖုန်းကြက်နှစ်သိန်း WCDMA ကြက်နှစ်သိန်းခွဲ စီဒီအမ်800ဖုံးကျက်2,500ဖြစ်ကြောင်းသိရပါတယ်။ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကတွတ်တော်မှာပြောကြားခဲ့တဲ့သမရဦးသိန်းစင်ရဲ့မိကုံးမှာတယ်လီဖုန်း SIM ကတ်တွေဈေးကြီးတဲ့အတွက်ပြည်သူအများမသုံးနိုင်တာနဲ့ပတ်သက်ပြီးထည့်သွင်းပြောကြားခဲ့ပါတယ်။သမရဦးသိန်းစင်ပြောခဲ့တဲ့အထက်မှာပြည်သူတွေရဲ့စံတာပြေဝဖို့အတွက်နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီအကောင်းဆုံးဖြစ်အောင်အစိုးရအနေနဲ့ဆောင်ရွက်ပေးပါမယ်လို့ပြောခဲ့ပါဗျ။သမရရဲ့အဲ့ဒီလိုညွှန်ကြားချက်အရ အခုကြက်နှစ်သိန်းနဲ့ဖုန်းတွေစတင် ရောင်းချပေးဖို့ဖြစ်လာရတာလို့မြမဆက်သွယ်ရေးလုပ်ငန်းကပြည်သူတို့အတိပေးချက်တစောင်းထုတ်ပြန်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ဒီညအတွက်သတင်းတွေကတော့ဒီညပါပဲခင်ဗျာ။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်ကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်ကြံပေးမှုတွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါ။မကင်ရေးအခုသတင်းတင်ပြချက်တွေကိုမိတ်ဆက်ပေးအောင်လားခင်ဗျာ။ဟုတ်ကဲ့ပါရှင်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာမန္တလေးစကိုင်းခရီးစဉ်တွေကနေတဆက်တဲ့မနေ့ရက်နဲ့ဒီကနေ့မှနေပြည်တော်ကိုစီယုံရခီရောက်ရှိခဲ့ပါတယ်။ကျမတို့ဖွဲ့သားကုချေကစူးစီးတင်ပြထားပါတယ်ရှင်။ဒေါအောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အောင်နိုင်ရေးလူမှုဟောပြောပွဲတွေကိုနေပြည်တော်မြို့နယ်ကမြို့နယ်နှစ်ခုမှာမနေ့ကကျင်းပခဲ့ပါတယ်။ပထမဟောပြောပွဲကို ဒက္ခိဏသီရိမြို့နယ်မှာကျင်းပခဲ့ပြီးဒုတိယဟောပြောပွဲကိုတော့ဇဘူသီရိမြို့နယ်မှာကျင်းပခဲ့တာပါဝန်တန်းမြို့နယ်တွေဖြစ်ပေမဲ့အဲ့ဒီဟောပြောပွဲတွေကိုလူမှုပရိသတ်ကွင်းလုံးပြည့်လာရောက်နားထောင်ခဲ့ကြပါတယ်တောင်ဆန်းစုကြည်ရဲ့မိန်ကုန်းထဲမှာအစိုးရနဲ့ပြည်သူအပြန်အလှန်ယုံကြည်မှုဟာအရေးကြီးကြောင်းထည့်သွင်းပြောခဲ့ပါတယ်အစိုးရဝန်ထမ်းတွေတိတ်ခါရှိရှိနဲ့အလုပ်လုပ်နိုင်မှုအတွက်အရေးကြီးတယ်ဆိုတာကိုဒေါအောင်ဆန်းစုကြည်ကအသာပေးပြောသွားခဲ့တာပါဒါပြင် မြန်မာနိုင်ငံမှာအလုတ်လက်မဲ့ပြဿနာဖြေရှင်းရင်းနဲ့ဇင်းရဲမွဲတည်မှုပါရောက်ရေးဟာအရေးအကြီးဆုံးဖြစ်တယ်လို့လည်းဆိုပါရယ်အရှင်းတောင်အာရှမှာရှင်းရဲဆုံးပြည်သူတွေပဲလို့ပြောလို့ရှိရင်လည်းဖားမှားပဲဖြစ်ပါတယ်ဒါကဒီမှာတော့ဘဝကြည့်ကြည့်တွင်တွင်ပါတယ်ဒါပေမဲ့တကယ်တော့ကိုယ်ကံကြမှာကို လာမှာဆိုတော့ကျွန်တော်တို့ရဲ့ပြည်သူလူတွေလူလူအားလုံးကိုနားလည်စေချင်တယ်။တခြားလူအားကိုးနေလို့မဖြစ်ဘူး။ကိုယ့်ကိုယ်ကိုအားကိုးရမယ်။ဒီတော့ပြည်သူတွေကထင်မယ်။တို့ကဒီလောက်တောင်အားနေနေတာ၊တို့ကဒီလောက်တောင်ဆင်းရဲနေတာ၊တို့ကရှိစုမရဲ့မဲဆူလေရီယာလေးတောင်ပျောက်သွားတဲ့လူတွေကဘယ်လိုလုပ်ကိုယ့်ကိုယ်ကိုအားကို တကယ်စဉ်းစားကြည့်လို့ရှင်ပြည်သူတွေရဲ့အင်အားဆိုတာနည်းတာမဟုတ်ဘူးပြည်သူမရှိရင်နိုင်ငံဆိုတာမရှိနိုင်ဘူးအဲ့ဒါအမြဲမှတ်ထားပါမြန်မာနိုင်ငံမှာစီးရဲမွဲတည်မှုပကြောက်ရင်းနဲ့ပြည်သူလူထုတွေရဲ့ဘဝဖူလုံရေးအတွက်အလုပ်တွေဖန်တီးပေးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥတည်ချက်ဖြစ်တယ်လို့လည်းပြောပါတယ်။ပြည်သူတွေရဲ့ဘဝတွေမြင့်တင်ပေးဖို့ကျမတို့နိုင်ငံကိုလမ်းသက်ပေါ်ကပေါ်ကိုတင်ဖို့ကျမ တော့ကျုံးစားနေတာပါအဲ့ဒီ language ဆိုတာဘာလဲဆိုတော့ democracy လမ်းကြီးကိုပြောတာပါဘို့ကျွန်တော်တို့လာတဲ့ highway ကိုပြောတာပေါ့ပါကျမတို့နိုင်ငံကိုတင်ဖို့စူးစမ်းနေတဲ့အချိန်ပါအဲ့ဒီလောက်တော့ရောက်ပြီလားဆိုတော့မရောက်သေးပါဘူးကျမတို့စူးစမ်းနေပဲဆဲပဲဒီတော့ကျမတို့နိုင်ငံတိုးတက်ဖို့အတွက်အားလုံးကိုကျမတို့မြင့်တင်ပေးရမယ်တောင်သူလေသမား င့်တင်ပေးရမယ်။စီးပွားရေးသမားတွေဘဝလည်းမြင့်တင်ပေးရမယ်။ဝန်ထမ်းတွေဘဝလည်းမြင့်တင်ပေးရမယ်။ဒါကြောင့်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဘာဖြစ်လို့တစ်ချိန်တစ်ချိန်လုံးဥပဒေစုံမိုးမှုကိုပြောနေလဲဆိုတာအဲ့ဒါကြောင့်ပဲ။နေပြည်တော်မှာကျင့်ပတ်မဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့လူလူဟောပြောပွဲတွေကိုတွားရောက်နားထောင်တာမလုပ်ကြဘူး။ အစိုးရအုပ်ချုပ်ရေးပိုင်းကချင်းချောက်မှုတွေရှိတာကိုတိုင်ကြားကြဖို့လည်းဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်ခင်ဗျာရှင်ကိုရွေးကောက်ပွဲကော်မရှင်ကိုတင်ပြပါ ချင်းချောက်တဲ့ဤတွေနဲ့ရွေးကောက်ပွဲမှာမတမာတဲ့အလုပ်တွေကိုလုပ်နေပါတယ်ဆိုပြီးတော့ကျမတို့တင်ပြပါမယ်။ဒါပေမဲ့ကျမပြောချင်တာကကျမတို့ကအခုဒီလိုလာပြီးတော့ဒီလိုတရားတွေဟောရတဲ့အကြောင်းအဓိကအကြောင်းကတော့အလုံးသိပြီးသားပါနော်။ နေပြည်တော်ပုပ်ပါတိမျိုးနယ်ကနေမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကိုစရဲလောင်းဖြစ်ရှင်ပြန်ရွေးခံမဲ့ကိုစရာတော်ကဒီလနှစ်ရက်နေ့ကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး RF ဖွဲ့သားကိုခမောင်စိုးမင်းကတင်ပြထားပါတယ်ခင်ဗျာ။ဒီလနှစ်ရက်နေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီခမ်းမမှာ NLD လွတ်တော်ကိုစရဲလောင်းအစိုးရဇီယာတော်ကသူဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်မှာဗဟိုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ဥပဒေတွေကိုအောက်ခြေဒေသဆိုင်ရာအာဏာပိုင်တွေက စန့်ကျင်နေတဲ့အကြောင်းသတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်ရှိရအောင်လေကတော့နမနမနဲ့ပြောင်းနေနေနောက်ကတွဲရအောင်ခံကြရတယ်ချက်ပေါ်နေဒီဘုရားကကလကနေနေရတော့အခုချိန်မှာဖြစ်နေတယ်လို့ပြောပြရတယ်ဆက်လက်ပြီးကိုစီရတော်ကသူဝင်ရောက်ရှင်ပြိုင်မဲ့နေပြည်တော်ပုပ္ပတိရိမဲဆန္ဒနဲ့အတွင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးဆိုင်ဖို့ ၃ချိန်တိတိဖြည့်ဆည်းခံရတဲ့အကြောင်းနဲ့ဆက်ဆက်တဲ့အချက်အလက်တွေကိုရှင်းပြပါတယ်။အနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့25ရက်နေ့မနေ့ပေါ့ဗျာ။အဲ့ဒီမနေ့မှာအရင်ဂျေးပါရဲ့အနီးနားမှာတရားဖွင့်ပွဲတစ်ခုရှိတယ်။နိုင်ငံတော်သမ္မတကတက်ရောက်ဖွင့်လှစ်မယ်ဆိုတဲ့သတင်းလည်းရှားပါတယ်။အဲ့ဒီတော့ဒီဖြစ်စဉ်တစ်ခုကြည့်မယ်ဆိုရင်အထက်ထက်သောအာဏာပိုင်ဖွဲ့စည်းတွေကအင်းကြီးနိုင်ငံရဲ့ဆောင်ရွက်လုပ်ကြမှုတွေနဲ့ အောက်ခြေမှာရှိနေတဲ့အချို့ချို့သောသူတွေကဒီပါတီဆိုင်ကိုလိုလားတဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်။ကိုဇေယာတော်နဲ့အတူအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့တဲ့နေပြည်တော်ဇဘူတိရီမြို့တော်ကနေဝင်ရောက်ရွေးခံမဲ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်စန္ဒာမင်းကလည်းသူတို့ဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်တွေမှာပြိုင်ဘက်ကြမ်းခံရေးပါတီကမဲလုံးတွေပေးပြီး မဲဆွယ်နေတာတွေရှိတဲ့အကြောင်းရှင်းပြခဲ့ပါတယ်ခင်ဗျာကျမနဲ့တိုင်သက်ပါတီကတော့တက်ခိုက်ကလေးပါတီတက်မှာသူမှာလေးထားတာကတော့ဟိုပေါ့နန်းနေသားတွေဖြောက်နေတာဘူးလေဘာတက်ခိုက်ကလေးပါတီကအာဖွင့်ဖွင့်ပြရအောင်လက်သမားတွေအတွက်ဝေချင်းပေးတာဘူးလေတက်ခိုက်ကလေးပါတီကအာတောင်းသားတွေအတွက်ကျောင်းစိတ်ထုတ်ပေးနေတာဘူးလေတက်ခိုက်ကလေးပါတီကသူကတော့ဒီလိုမျိုးပြောထားပါတယ်ဒါကိုလည်းမှတ်သားပါတော့နော် ျမတို့ရဲ့တောင်းပန်တာမျိုးတော့ဘောသာသူကိုယ်တိုင်ကလည်းကျမတို့ကချစ်ခဲ့ပြီ။အားပေးပါမယ်၊ညပေးပါမယ်ဆိုတဲ့ကိစ္စကိုပေးခဲ့ပါဘူး။စကိုင်းတိုင်းကတာခရိုင်မဲဆန္ဒနယ်မြေကနေဝင်ရောက်ရှင်ပြိုင်မဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဥဆော့လိုင်းကိုတက်မှတ်ထားတဲ့အရေးချင်းမပြည့်မီဘူးဆိုပြီးတော့တိုင်းရွေးကောက်ပွဲကော်မရှင်ကကိုစလင်လောင်းအဖြစ်ကနေပယ်ချထားပါတယ်လောလောဆယ်အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာအသည်အစားထိုးကုသဖို့ဆေးရုံတက်ရောက်နေတဲ့ဥဆော့လိုင်းကိုမစ္စမာသတင်းဌာနကတွစ်ဆုံမေးမြန်းထားတာကိုတင်ပြမှာပါရှင်ဧပြီလကြားပြတ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းပြိုင်မဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုစလင်လောင်းတို့ဖြစ်တဲ့ဥဆော့လိုင်းကိုသက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်ကပယ်ချလိုက်တယ်လို့သိရပါတယ် အခုအချိန်ထိတော့ကျွန်တော်တို့တရားဝင်တို့ကဘာကြောင့်ပယ်တယ်ဆိုတော့မသိရသေးဘူးဗျာတရားဝင်အကြောင်းကြားတာကအခုဒီစာမရောက်လာသေးဘူးလေအဲဒါကြောင့်ကျွန်တော်တို့အတိအကျမပြောနိုင်သေးဘူးပေါ့2010ရွေးကောက်ပွဲဥပဒေအရနိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စနဲ့ပယ်ချလိုက်တာဖြစ်နိုင်ကြောင်းလဲကြားသိနေရပါတယ်ဘိုးကော်မရှင်ကိုစာတစောင်းတော့ကျွန်တော်ပေးပို့ထားခဲ့တယ်နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်လို့ကတော့ကျွန်တော်ဘက်ကအခိုင်အမာရှိပါတယ်နိုင်ငံသားတယောက်အနေနဲ့60ပြည့်နှစ်တုန်းကလည်းကျွန်တော်ဟိုအရွေးချယ်ခံခဲ့ရပြီးသားဗျာ အရင်မှာကျွန်တော်ဖေဟာကျွန်တော်မွေးဖွားစဉ်ကနိုင်ငံသားဖြစ်ကြောင်းကိုလည်းကျွန်တော်ဘက်ကအထောက်ထားနဲ့တည်တည်ချေချေတင်ပြထားခဲ့တယ်နိုင်ငံရေးကျင်းသားဖြစ်တဲ့ထောင်ချင်းချင်းကြက်ခံခဲ့ရဘူးတဲ့တရားရုံးချုပ်ရှင့်နေကြီးဦးစောလိုက်ဟာအိန္ဒိယနိုင်ငံကိုအသေးအစားထိုးကုသမှုခံယူဖို့ရောက်ရှိနေတာဖြစ်ပါတယ်အခုလိုအဝေးရောက်နေချိန်မှာဒီလိုပြဿနာပေါ်ပေါက်လာတဲ့အတွက်မဲဆန္ဒရှင်ပြည်သူများအတွက်ဆုံးရှုံးနစ်နာရကြောင်းပြောပါတယ်ဒီကိစ္စကတော့ဗျာ အတော်ထင်ရှားတဲ့ကိစ္စပါအမှန်စကနေကပြောချင်လို့ရှိရင်စကနေကကျွန်တော်ကိုဖြည့်ရှင်းခွင့်ပေးပြီးရင်ကျွန်တော်ပြည်တွင်းမှာရှင်းရှင်းလင်းလင်းဒီကိစ္စကိုဟိုရှင်းလင်းခွင့်ရခဲ့ရင်ကိစ္စပြီးသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အခုတော့ကျွန်တော်ဒီရောက်နေမှဒီလိုမျိုးတွေဖြစ်လာတယ်ဆိုတော့အလွန်အမတန်ဆုံးရှုံးနေတာပါဗျာကျွန်တော်ဆုံးရှုံးနေတာမှုတဲ့ကိုမဲဆန္ဒရှင်ပြည်သူများရဲ့ဆုံးရှုံးနေတာမှုကနိုင်စားမရအောင်ကြီးမားလာပါတယ်ဦးစောလိုက်ဟာ စကိုင်းတိုင်းတွင်ကကဒူးကနန်းမြို့နယ်စုတွေအခြေချနေထိုင်ရာဘန်းမောက်ကောလင်းဝင်းတိုပင်လယ်ဘူးမြို့နယ်တွေအကျုံးဝင်တဲ့အမျိုးသားလှတ်တော်အမတ်ခွန်မှာဝင်ရောက်ရှင်ပြန်ရွေးချယ်ခံဖို့လျှောက်ထားတာဖြစ်ပါတယ်ပြည်သူအစိုးရပေါ်ပေါက်လာပြီလို့ဆိုဆိုထားပါတယ်ဦးသိန်းစိန်ကလူမှုကရွေးချယ်လိုက်တဲ့အစိုးရဟာ2010မှာပေါ်ပေါက်လာပြီးတော့2012မှာရပြောက်ရွေးကောက်ပွဲကိုသူကိုယ်တိုင်ကြီးမှုကြီးကြပ်ပြီးတော့ဆောင်ရွက်ပေးမဲ့ရွေးကောက်ပွဲဖြစ်ပါတယ် အဲ့တော့ဒီရွေးကောက်ပွဲမှာရခင်ကားတဲ့ကို ပို့ပြီး free and fair ပေါ့ဗျာပို့ပြီးလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတရားဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ညှော်လင့်ပြီးတော့ဒီ2010နှစ်ခုနှစ် EP တရနေ့ဂျာပြရွေးကောက်ပွဲဝင်မှုအတွက်စီရင်ပေးတွင်းခြင်းဖြစ်ပါတယ်ကော်မရှင်ဥပဒေအရ15ရက်အတွင်းမှာယူကန်အတင်သွင်းခွင့်ရှိတဲ့အတွက်ဦးစောလိုင်ရဲ့ရှင်းလင်းကြီးများကတိုင်းကော်မရှင်ထံကိုယူကန်ဝင်မှုပြင်ဆင်နေကြတယ်လို့ သိရပါတယ်ခင်ဗျာနေရာတိုင်းမှာအဟံဓာရီအနောက်ရှိတီကံကွယ်မှုတွေဒါတွေတော့ရှိနေသေးပါအလုံးသိကြတဲ့အတိုင်းတောင်ဆန်းစုကြီးရဲ့ခီးစဉ်တွေမှာအလွန်တည်တာထင်ရှားပါတယ်ကျွန်တော်နဲ့ပတ်သက်လို့ဖြစ်နေတဲ့နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်လို့သူတို့ကန့်ကွက်ထားတဲ့ဆိုတဲ့ကိစ္စကလည်းအလွန်တန်တည်တာတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်အချင်းအောင်တိတိကပြန်လွတ်လာကြတဲ့88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလက အထက်မြန်မာနိုင်ငံမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်ဘက်ကိုခီးထွက်ခဲ့ကြပါတယ်။ငင်းငယ်ရင်နဲ့ပွင်လင်းလူအဖွဲ့စီခီးစဉ်လို့အမည်ပေးထားတဲ့အဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီး88ကျောင်းသားခေါင်းဆောင်တွေကပြီးခဲ့တဲ့တင်းငွေတွေကသတင်းမီဒီယာတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။အသေးစိတ်ကို RFA ဖွဲ့သားကိုသိအောင်ကတင်ပြပေးပါလိမ့်မယ်။88မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအကျဉ်းထောင်အသီးသီးကပြန်လွတ်လာကြပြီးနောက်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကအထက်မြန်မာနိုင်ငံကိုခီးထွက်ခဲ့ကြပါတယ်။ငင်းငယ်ရင်နဲ့ပွင်လင်းလူအဖွဲ့စီခီးစဉ်လို့ မိပေးထားတဲ့အဲ့ဒီခရီးစဉ်အတွင်း၈၈ကျောင်းသားကောင်းဆောင်တွေဟာမန္တလေးတိုင်းနဲ့ကချင်ပြည်နယ်အတွင်းကနိုင်ငံရေးလူမှုရေးအသင်းအဖွဲ့တွေနဲ့တွေ့ဆုံပြီးပွင့်လင်းတဲ့လူအဖွဲ့အစည်းတရက်တိဆောက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီနောက်မြကြည်နာပဲ့တင်သံအမည်ရှိငင်းငင်းကြီးပြညာချက်တရက်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ဒီခီးစဉ်တွေနဲ့ပတ်သက်လို့၈၈ကျောင်းသားကောင်းဆောင်တွေကပြီးခဲ့တဲ့တနင်္ဂနွေနေ့က

ဆက်ပြီးတော့ဒီထုတ်ပြန်ဟုတ်ပါတော့ထုတ်ဒီရက်ပိုင်းထဲမှာကျွန်တော်တို့ဆွေးနွေးခဲ့တာကဥပဒေချင်းနေပြီးစဉ်ပေါ့အဲ့ဒီခီးစဉ်တွေနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရဲ့ကျွန်တော်တို့ဒီရက်တွေရဲ့ရလတ်ရဲ့ဆိုပြီးတော့၃မျိုးကျွန်တော်တို့ထုတ်ပြန်ပေးလို့ဖြစ်ပါတယ်ပြချင်းပြည်နယ်ကိုတွားရောက်ခဲ့တဲ့ခီးစဉ်နဲ့ပတ်သက်ပြီးပုံများအေးနဲ့ကိုပြုံးချိုတို့ကရှင်းလင်းပြောကြားခဲ့ကြပါတယ်။ င်းသားအရှင်ကိုလာတာပါကျွန်တော်တို့တိုင်းသားတွေနဲ့ညီညီဒီဆောင်ကျွန်တော်လည်းကျန်တဲ့အများစုတွေနဲ့ပေါင်းပြီးတော့ဆောင်ရွက်ကြအောင်လဲဆိုပြီးကျွန်တော်ထုတ်ပြန်ချက်ဆက်ရှိပါတော့အဲ့ထုတ်ပြန်ချက်အတိုင်းပဲကျွန်တော်ဆက်ပြီးတော့ဒီဗမာပြည်မှာလက်ရှိအခြေအနေအကြီးဆုံးနဲ့အနိကအများဆုံးဖြစ်ပြီးတဲ့ဒီဆောင်ကျွန်တော်အခြေစိတ်တောင်းတာခေါ်ကြတယ်တော့ကြပြီးတဲ့အခါမှာအဲ့ဒီဒေသမှာရှိတဲ့ဖွဲ့စည်းတည်တည်ရတယ်ပြီးတော့ သူတို့ရဲ့ဆန္ဒတွေခံစားချက်တွေတိုက်တွန်းချက်တွေထေချာပြီးအောင်ဆိုကျွန်တော်တို့အချိန်၄ရက်လောက်ယူပြီးတော့ထေချာနားတော့တယ်တကယ်လို့ရင်းနဲ့မဆက်အောင်ကြားခဲ့ရတဲ့ချက်တွေအများကြီးပါဘယ်လိုလဲလဲယူမယ်ဆိုတာတကယ်လို့အင်းနဲ့ကျွန်တော်တို့ပြောနေလို့မရပါဘူးစစ်ဆိုတာနိုင်ငံရေးအကျိုးဆက်ဖြစ်ပါတယ်နိုင်ငံရေးပြည်ထောင်ပြည်တော်ဖြည့်ရှင်းမှာစစ်မှန်တဲ့အမြင်ရရတာပါအဲ့တော့နိုင်ငံရေးပြည်ထောင်ပြည်တော်ဖြည့်ရှင်းမှုအတွက် ေးလေးဝဲတူပြည်သားများသူ့ဟာရေးဖို့လိုအပ်တယ်ဆိုတော့လည်းကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။အဲဒါချင်းပြည်ပြည်အားလုံးရဲ့ဆန္ဒလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်နဲ့ပတ်သက်လို့လည်းကိုလှမျိုးနောင်ကအခုလိုသုံးသပ်ပြောဆိုပါဗျာ။တို့ရဲ့နိုင်ငံရေးစနစ်ကတရားဥပဒေနဲ့အညီသွားတာပေါ့ကဲနဲ့လူပုတ်ကိုပေါ်မှာပဲငူကြည့်ပြီးတော့သွားတဲ့စနစ်ဖြစ်နေတယ်။ သူတို့ရဲ့ပါတီတွေဖွဲ့စည်းထားဖို့မင်းသူတို့ရဲ့အစိုးရတွေတိဆောက်ထားဖို့သူတို့ရဲ့လွတ်တော်တွေပုံတော့တောင်းပစ်စုပေါ်ပေါက်နိုင်ခြင်းအင်မတန်နည်းတဲ့အခြေအနေမှာရှိနေပါတယ်။စီးပွားရေးဘက်ကိုကြည့်လိုက်မယ်ဆိုရင်စီးပွားရေးဘိုးကပဲအစစအရအကုန်ချုပ်ပိုင်ထားပြီးတော့ဘိုးရဲ့သဘောဆန္ဒအတိုင်းပဲတွားလုပ်ကြတဲ့အခါတကယ်စီးပွားရေးဆက်ဆံမှုမှာတောင်းပစ်စုပေါ်ပေါက်ခတ်ခဲပါဒါကြောင့်တရားဥပဒေမြန်မာနိုင်ငံမှာရေချီတည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရဖို့အတွက်တိုင်းသားပြည်သူတွေရဲ့ဆန္ဒနဲ့သဘောထားတွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းလည်းကျောင်းသားကောင်းဆောင်ကိုကိုကြီးကပြောဆိုသွားပါတယ်ခင်ဗျာအဖြစ်ကရစီရေးဆိုတဲ့စီရေးစုတော်မှာတက်တဲ့ဒေသဖွံ့ဖြိုးရေးဆိုတဲ့စီးပွားရေးစုတော်မှာတက်တဲ့ကျွန်တော်တို့ပြင်ဆင်လို့မရနိုင်ဘူးကျွန်တော်တို့ဟာလာဟိုသဇုံများအချိန်ကျွန်တော်တို့ယူဖို့လိုအပ်ကောင်းလိုအပ်ပါတယ်တို့တော့တင့်နေတဲ့အတန်လေးကိုပေါ်တုတ်ဖို့သူတို့ရဲ့အမြင်နဲ့စုတော်လေးကိုကျွန်တော်တို့ပြည့်ပြည့်စုံစုံထည့်သွင်းစဉ်းစားမှသာရည်ရှိအကြံခံရတဲ့ဉာဏ်ရည်ကိုရမယ်လို့ကျွန်တော်ပြောတယ်ရန်ကုန်မြို့တော်ကို စင်ကာပူနိုင်ငံလိုမြေအောက်ယထာလန်းတွေမိုးပြံယထာလန်းတွေနဲ့အဆင့်မြင့်မျိုးတော်ကြီးဖြစ်အောင်လှုပ်ဆောင်မယ်ဆိုတဲ့ပြောဆိုချက်တွေရှိနေပေမဲ့ရန်ကုန်လော်ကယ်ယထာလို့ခေါ်တဲ့ဒီမြို့ပတ်ယထာကြီးကတော့အရင်လိုပဲပုံမှန်ခုံမောင်းနေဆဲဖြစ်ပါတယ်။ရန်ကုန်မြို့ပတ်ယထာဘော်ကလူမှုဘဝတွေအကြောင်းကို RFA သတင်းတောက်ကိုနေတံမောင်ကတင်ပြထားပါတယ်ရှင်။ရန်ကုန်မြို့တော်ကိုစင်ကာပူနိုင်ငံလိုအဆင့်မြင့်မယ် မြို့ပယထာလန်းကိုလည်းမြေအောက်ယထာလန်းမိုးပြန်ယထာလန်းတွေအဖြစ်နဲ့အဆင့်မြင့်မယ်ဆိုတဲ့ပြောဆိုချက်တွေရှိနေပေမဲ့ရန်ကုန်လောကယထာလို့ခေါ်တဲ့မြို့ပယထာကြီးကတော့အရင်လိုပဲပုံမှန်ခုံမောင်းနေသေးပါပဲအဲ့ဒီကလည်းမြင်တယ်လို့ပေါ့။အဲ့ဒီကလည်းရောင်းတဲ့နေရာမြင်သွားမှာပေါ့။ ဘုရားရှင်39ခုနဲ့အရှိ28မိုင်ကျော်ရှိတဲ့ရန်ကုန်မြို့ပဲယထာလန်းကို1959မှာစတင်ဖွင့်လှစ်ခဲ့တာမို့နှစ်ပေါင်း53နှစ်ကြာနေပါပြီ။ဒါပေမဲ့လည်းအိုဟောင်းနေတဲ့ဒီမြို့ပဲလန်းကိုမိခိုအားထားပြီးအသက်မွေးနေရတဲ့ဘဝကြီးများစွာရှိနေပါသေးတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလမှာမြမမိရထားက မြို့ပယထာစီးနင်းကတွေကို30ချက်ကနေ100ချက်အထိတိုးမြှင့်လိုက်တာမို့လက်လုံလက်စားဘဝနဲ့ရုံးကန်နေရသူတွေအတွက်အခက်အခဲတွေဖြစ်စေခဲ့ပါတယ်။မြို့ထာဝင်းကြီးဌာနကတော့မြို့ပယထာတွေကိုခစ်မိအောင်အဆင့်မြှင့်မှုအတွက်မကြခင်ပုဂ္ဂလိကကုမ္ပဏီတွေကိုလွှဲပြောင်းပေးတော်မှာပါ။ တအီခုံမောင်းနေတဲ့မြို့ပြယထားပေါ်မှာတော့ဝိုင်းရီအတွက် တပိုင်းတိုင်းရှာဖွေစားပေါက်ကြသူတွေចောင်းသားចောင်းသူတွေနဲ့အလုတော်အလုပြန်သူတွေကလေးငယ်တွေနဲ့အသက်ဝင်းနေစေပါအိုမေဟောင်းနှနေတဲ့မြို့ပြယထားကြီးကတော့ အရင်ခေတ်ကာလတွေအတိုင်းပဲအချိန်မမှန်စီးကြက်မမှန်ပဲလေးကံစွာပြည်ဆွေးနေစေဖြစ်ပါတယ် 我点那个，吃点那个，个，吃点那个。啊啊。不能吃，现在不能吃。啊。不啊。你家那也没有啊。对。那是不是我这吃完了。 ဘုဇုံဘုရားနေကိုကျွန်တော်၈နိုင်လောက်ဆိုတာဘုဇုံဘုရားကို၈နိုင်15လောက်ရောဘုဇုံဘုရားနေကိုစီးစီးပထမဆုံးကတော့တင်းစင်ကိုပြောတာတင်းစင်ကိုရှိရသွားတယ်တင်းစင်ကိုတင်းစင်ကိုပြောတော့ပြောသွားတာဘုဇုံကနေပြီးတော့တင်းစင်ကိုဆိုပြီးကြီးမိနေပါတယ်ကြီးမိနေပြီးတော့ဖြစ်နေပါတယ် ကမ္ဘာတိတိမြေကိုဆင်းလာတယ်။နောက်ဘောကရောင်းတော့ဆောရောင်း။အဲ့ဒီဝါတော့လို့ဆောင်း။ဒါကြီးတော့ဆောင်းပြန်သွားတယ်။နေ့လေးထားနေတယ်။ဒီလိုမျိုးတော့ညောင်ဘောကလာတယ်။ကောင်းမယ်မျိုးပါ။ဟုတ်ပါဘူး။အဲဘောကပထမကိုပြီးတော့တတိယကောင်းတယ်။ဒုတိယကောင်းတယ်။ညောင်ဘောပြန်သွား။ဟုတ်ပါတော့။ငယ်ရတော့လည်းကျွန်တော်တို့ကလည်းပြောတယ်စင်ကာပူကနေရတာအဆင်မပြေလို့ဆင်း။ဒီထားဘောဆင်းနေစင်ဘောရဲ့ဘောကားဆောက်။ဘောကားနေပြီးတော့သူကအဆင်ပြေတယ်ကွာ။ဒီထားဘောဆင်းဘောကားကိုဆင်းနေပြီ။ကျွန်တော်မှ ော့ဒီလိုပြောအခုလေကျွန်တော်တို့ကဟိုလုတ်တယ်မှာဝန်ထမ်းတွေကလည်းကျိုးရိုးပဲအမှန်ကျွန်တော်တို့စစ်တရားမကောင်းတဲ့အတွက်ကြောင့်ဘယ်သူမှပြောလို့မရဘူးကိုကြိုးစားတယ်နဲ့ကြိုးစားလို့မရဘူးစစ်ကောင်မဟုတ်ဘူးအဲ့လိုစီးရဲမှုတိုက်ဖြတ်ရေးလို့အစိုးရအသစ်ကကြွေးကြော်ထားသလိုရန်ကုန်မြို့တော်ကိုခင့်မိအောင်လုပ်မယ်ဆိုတဲ့ဆောင်းဘုတ်အောက်မှာဝိုင်းရီးအတွက် အစင်မပြေလို့အကြောင်းမလိုက်နိုင်ပဲကုံစိမ်းရောင်းနေရတဲ့၁၂နှစ်ရွယ်ကလေးမလေးအတွက်ကတော့အိမ်ကိုလွမ်းနေတယ်လို့ဆိုပါတယ်။ကမိအကူအသက်ဘယ်လောက်ရှိပါလဲ။ကမိကကြောင်းမတက်ချင်ဘူးလားမတက်ချင်လို့ဘာအစ်လည်းမကြည့်ဘူးတော့ ။ဟောလေးတမီလာအလောက်တွေတိတ်မလို့ချင်။ဟောလေးလာလာလို့ပြောတာ။ကြောင်းမတက်ချင်။ညားတယ်လို့ပဲအလောက်စင်းနေတယ်။ဈေးမရောက်ချင်တော့။အဲ့မေဘလောက်ပေးရလဲ။တမီကအရာတွေရှင်းနိုင်မလား။ဟာ။ငါကဘူရာကို၉နာဆိုင်တယ်။ဒီရောရအောင်ဆောက်ပြောတာဆိုင်တယ်ဆက်ပါ Hola, Sena y yo, Sena y Sena. Mira, se huele. ¿Tú ya una ya vida? No, ya le voy a tener la vuelta. ဖဲရင်မရနေပါဟင်္ဒရာသမီးအတော်လေးဒေါ်နဲ့တေဆိုသူအိမ်ကိုပြန်ပြောင်းပြောင်းဒီလာလေတာဟုတ်ပါ တတိယအမေကိုတတိမရအောင်လားမကြခင်မျိုးပဲရထားလန်းနေအစင်းမြင့်လာခဲ့ရင်သူတို့တွေရဲ့ဝမ်းရည်နဲ့ဘဝရည်ရည်အနေထားတွေလည်းပြောင်းလဲသွားတော့မှာပါမျိုးပြရဲ့အလုတ်ကိုင်းခွင်လန်းရှားပါမှု အောက်မှာအခက်အခဲတွေလည်းပေါ်ထွက်လာမှာကတော့အစိုးရတဲ့အတွက်စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ် ဒီညတော့ RFA ရုပ်မြင်သံကြားအစီအစဉ်လေးလည်းဒီမှာတင်ပြီးဆုံးပါပြီခင်ဗျာကြည့်ရှုကြတဲ့အတွက်ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်မင်္ဂလာပောင်းတဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်